Play Store ရဒီစတင်ကြောင်းတင်ဖုန်းဟန်ဖြစ်တာဖုန်း storage ပြတာဖြစ်ပါတယ်နော်အဲ့ setting ကိုပိတ်ကိုပိတ်ရအောင်ဖြစ်ပါတယ်တင်ဖုန်းကိုပေါ်ပါအောင်လုပ်ချင်တဲ့ဆိုရင်ဒီ setting ကိုခုချက်ချင်းလုပ်လိုက်ပါနော်အဲ့ setting ကိုလုပ်ဖို့အတွက်ကျွန်တော်တို့ Play Store ကိုနှိပ်မယ် Play Store ကိုနှိပ်ပြီးကျွန်တော်တို့ profile ကိုနှိပ်မယ် profile ကိုနှိပ်ပြီးကျွန်တော်တို့ဒီမှာ my app and game ရှင်းတဲ့အကောင့်လေးလိုက်မယ် my app and game ကိုနှိပ်ပြီးကျွန်တော်တို့ဒီမှာ manage ရှင်း manage ကိုနှိပ်မယ် manage ကိုနှိပ်ပြီးရင် ကျို this the west เนาะ this the this the west မှာများလေးရှိတယ်အကောင်ကိုနေလိုက်မယ်ဟိုဒီကောင်ကိုနေပြီးရင်ကျွန်တော်ဒီမှာ not install ရှိရဲ့အကောင်ကိုပြောင်းလိုက်မယ်เนาะကျွန်တော်တို့ဖြတ်ထားတဲ့ application တွေအခုချိန်ထိလည်းဒီမှာပဲရှိရဲ့เนาะခင်ဗျားတို့ကြည့်လို့ရပါတယ်ဒီမှာเนาะကျွန်တော်ဒီကားနေဖြတ်ထားတဲ့ application တွေเนาะဖုန်းမျက်နှာပြင်ကားနေဖြတ်ထားတဲ့ application တွေအခုချိန်ထိဒီမှာပဲရှိနေပါတယ်เนาะအကောင်တွေအားလုံးကိုဖြတ်ရမှာဖြစ်ပါတယ်ကျွန်တော်ပြမယ်เนาะဘလောက် GB တောင်ဒီကောင်စားလဲဆိုတာကိုကျွန်တော်အရင်ဆုံးပြမယ်ကောင်ရအားလုံးကိုကျွန်တော် အဲဒီလိုအမှန်ချစ်ပြီးမှဖြတ်မှာဖြစ်ပါတယ်အပေါ်မှာကြည့်မယ်ဆိုရင်15 GB တောင်ဖြစ်သွားပါပြီနော်ဒီမှာဒီကောင်ကြောင်းမဲ့ကျွန်တော်ဖုန်း hang ဖြစ်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းရဲ့ storage ပြည့်တာဖြစ်ပါတယ်နော်ဒီမှာကြည့်မယ်ဆိုရင်15 GB တောင်နော်ဒီကောင်ရဲ့အားလုံးကိုဖြတ်ရအောင်ဖြစ်ပါတယ်ဒီကောင်တွေကိုဖြတ်ပေါ်အတွက်ဒီမှာအမိုက်ရှိရနေအကောင်ကိုနေမယ်ပြီး remove ကိုနေလိုက်မယ်နော်ဒီမှာကြည့်ဒီလိုပုံစံနဲ့ဖြတ်ရမှာဖြစ်ပါတယ်အဲ့လိုဆိုရင်ဖုန်းပေါ်ပေါ်လေးဖြစ်သွားမှာဖြစ်ပါတယ်ဒီ setting ကိုတော့ phone time လို့လို့မှာလုပ်လိုက်ပါ